ုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနှစ်ပိတ်မှာနော်နှစ်ပိတ်23ကြီးနဲ့24ကြီးမှာနော်6ထိပ်5ထိပ်နော်6ထိပ်5ထိပ်ထောက်တာနော်အဲ့ဒီ6ထိပ်5ထိပ်ကအပေါင်းရင်း၄ဖြစ်တဲ့အတွက်သူ့ရှေ့မှာရှေ့ပေါင်း၄ခံပြီးမှသူက6ထိပ်5ထိပ်ဖြစ်တာနော်အဲ့6ထိပ်5ထိပ်ဖြစ်တဲ့ဇောင်းမှာဇောင်းခွန်လို့ထိုးထားတယ်နော်ဒါပထမကတ်ဒုတိယကတ်ကဒီမှာ3ကတ်ပဲရှိရနော်ဒါ3ကတ်ပဲရှိရဲ့ နှစ်ပိတ်23ချိန်နဲ့24ချိန်မှာ6ထိပ်စီ5ထိပ်စီနှလုံးဆင်တာเนาะ6ထိပ်5ထိပ်နှလုံးဆင်တာအဲ့6ထိပ်5ထိပ်ဒီပေါင်းရင်၄ဖြစ်တဲ့အတွက်သူ့ရှေ့မှာရှေ့ပေါင်းရင်၄လို့ခံပြီးကမှသူက6ထိပ်5ထိပ်ဖြစ်တာเนาะအဲ့ဒီ6ထိပ်5ထိပ်ဖြစ်တဲ့ကောင်ရဲ့အပေါ်ကထိပ်စီနဲ့ခါနဲ့ကပုံမှန်ခွန်လို့ပုံဝင်ပုံတိထောက်တာเนาะဒါဒုတိယကန်เนาะတတိယကန်ကဒီမှာရှိမယ်เนาะတတိယကန်က23ချိန်24ချိန်မှာเนาะ23ချိန်နဲ့24ချိန်မှာ6ထိပ်5ထိပ်နှလုံးဆင်တာเนาะ ကိုးထိတ်ငါးထိတ်နှလုံးစင်နေအဲ့ကိုးငါပေါင်းရင်၄ဖြစ်တဲ့အတွက်သူ့ရှေ့နှစ်မှာရှေ့ပေါင်း၄လို့ရိုက်ပြီးကမှသူကကိုးငါနှစ်ချက်စင်တာနော်အဲ့ဒီကိုးငါရဲ့ထိတ်စီးနှလုံးစင်နိုင်ကအပေါ်ကထိတ်နှစ်ခါနဲ့ဟာဇောင်းပေါင်းရင်ဟာခွန်ပုံတွေထောက်ထားတာနော်ဟုတ်ပြီအဲ့ပထမကတ်ကိုသွားမယ်နော်ကျွန်တော်ဒီမှာကိုးထိတ်ငါးထိတ်23ညမှာကိုးထိတ်24ညမှာငါးထိတ်ကိုးထိတ်ငါးထိတ်နှလုံးစင်လိုက်တယ်အဲ့ကိုးငါ၄ဖြစ်တဲ့အတွက်သူ့ရှေ့နှစ်မှာရှေ့ပေါင်း၄ခံထားတယ်နော် အဲ့ရှေးပေါင်းလေးတွေကအလုတ်လုံးမှာเนาะပြီးရင်เนาะအဲ့ဒီ၄ခံထားတယ်ပြီးတော့ဒီမှာဇောင်းခွန်ထိုးထားတယ်အဲ့ဒီဇောင်းခွန်ထိုးတဲ့တွေ့တဲ့သူ့ရဲ့နောက်နှစ်နှစ်ဦးမင်္ဂလာကနေမှာအဲ့ဒီခွန်ကြောင့်เนาะ9ရက်နှစ်ကခွန်ဖြစ်လို့အဲ့ဒီခွန်ကြောင့်သူ့ရဲ့နောက်နှစ်မင်္ဂလာကနေမှာခွန်ထိပ်စီးတက်ရိုက်တယ်เนาะခွန်ထိပ်စီးပုံတွေတက်ရိုက်တယ်ဒါခွန်3တက်เนาะခွန်3တက်ခွန်3တက်ခွန်ထိပ်စီးပုံတွေတက်ရိုက်တယ်အဲ့ဒီခွန်ထိပ်စီးကနေအောက်ကိုတစ်ချိန်နှစ်ချိန်ဆင်းလိုက်လို့ရှိရင်တဲ့သူ့ဘေးမှာ break ကိုရှိတယ် break ကို break တက် ဘရိတ်ကိုရအောင်မှာဘရိတ်ဘရိတ်ကိုဘရိတ်နှစ်ချက်ဆောင်เนาะနှစ်ချက်ထောက်တာနှစ်ချက်ဆင်ထောက်တာเนาะဒါပထမကတ်ဒုတိယကတ်မှလည်းသူဒီတိုင်းပဲเนาะဒုတိယကတ်မှလည်းနှုနှစ်ပိတ်မှာတဲ့ကိုးထိတ်ငါးထိတ်နှစ်ချက်ဆင်တဲ့အတွက်သူဇောင်းခွန်ထိုးထားတယ်ပုံသေးเนาะဇောင်းကခွန်ပုံသေးထောက်ထားတယ်အဲ့ဒီခွန်ထောက်ထားတဲ့အတွက်သူ့ရဲ့နောက်နှစ်မှာတဲ့နှုမင်္ဂလာကန်းမှာအဲ့ခွန်ကြောင့်ခွန်ထိတ်စည်းပုံသေးတက်ရိုက်တယ်တဲ့เนาะအဲ့ခွန်ထိတ်စည်းကပုံသေးတက်ရိုက်ပြီးရအဲ့ခွန်ထိတ်စည်းကနေပြီးအောက်ကိုတစ်ပွဲနှစ်ပွဲဆင်လိုက်သူ့ဘေးမှာဘရိတ်ကိုဘရိတ်တက်ကပုံသေးပဲထောက်တာเนาะ ဘရိတ်ကိုးနဲ့ဘရိတ်တင်နေအပုံသေးပဲထောက်တယ်နော်ဒါဒုတိယကတ်နော်တတိယကတ်လည်းဒီမှာကြည့်နော်တတိယကတ်ကဒီမှာရှိမှာ23ချိန်နဲ့24ချိန်မှာကိုးထိန်နဲ့၅ထိန်နဲ့ဆင့်ချက်ဆင့်ထောက်တာနော်အဲ့လိုထောက်လိုက်တဲ့အတွက်တူဒီဆောင်ခုံပုံသေးနော်ဒီခုံကလည်းပုံသေးပဲထိုးထားတာနော်အဲ့ဒီခုံကြောင်းနဲ့သူ့ရဲ့နောက်နှစ်မှာတဲ့သူကခွန်ထိပ်စီပုံသေးတက်ရိုက်ပေးရတယ်နော်ခွန်ထိပ်စီပုံသေးတက်ရိုက်ပေးရတယ်အဲ့ခွန်ထိပ်စီကနေပြီးတော့အောက်ကိုတစ်ချိန်နှစ်ချိန်ဆင်းလာရင်သူ့ဘေးမှာဘရိတ်ကို ဘရိတ်တေဆိုတာပုံတွေရိုက်ပြီเนาะဘရိတ်ကိုးနဲ့ဘရိတ်တေနဲ့ပုံတွေစောင်းပုံတွေရိုက်ပြီเนาะဟုတ်ပြီအဲ့စပါမားကတ်ပြန်သွားမယ်เนาะအဲ့ဒီခွန်ထိပ်စီးပုံတွေတက်ရိုက်တယ်အဲ့ခွန်ထိပ်စီးရဲ့အောက်တစ်ပွဲနှစ်ပွဲဘေးမှာသူကအောက်တစ်ပွဲနှစ်ပွဲဘေးမှာသူဘရိတ်ကိုးဘရိတ်တေလို့ထောက်လိုက်တာနဲ့တပြိုင်နက်တည်းတဲ့အဲ့ဒီဘရိတ်တေတည်တဲ့သူ့ရဲ့တစ်နှစ်ကျော်အဲ့ဒီဘရိတ်တေကြောင့် ID တက်ကတစ်နှစ်ကျော်မှာတဲ့အဲ့ဘရိတ်တေကတစ်နှစ်ကျော်6ချိန်မြောက်မှာတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မြောက်မှာတစ်အိုက်တစ်ကတစ်နောက်ပဲရမှာပုံလေးနော် အဲ့ဒီ break တက်ကြောင်သူ့ရဲ့တစ်နှစ်ကျော်မှာတင်နောက်ပိတ်ပုံလေးပိတ်တယ်အဲ့တင်နောက်ပိတ်ပိတ်တဲ့ချိန်မှာလည်းသူက၈နောက်9နောက်တင်နောက်ဆိုပြီးတော့၈ခုံတက်သုံးလုံးတန်းရမှာနော်၈၈နောက်9နောက်တင်နောက်နော်သုံးလုံးတန်းပေးရမှာနော်အဒုတိယကတ်မှာလည်းသူဒီတိုင်းပဲနော်ခွန်ဒိတ်စီပုံလေးတက်ရိုက်တယ်ရိုက်ပြရတယ်သူ့ရဲ့အဲ့ခွန်ဒိတ်စီရဲ့အောက်တစ်ပွဲနှစ်ပွဲပြီးမှ break ကို break တက်နော် break တောက်တယ်အဲ့ break တည်တယ်သူကနောက်တစ်နှစ်ကျော်မှာတဲ့တစ်နှစ်ကျော်6ကြိမ်မြောက်1 2 3 4 5 6ကြိမ်မြောက်မှာเนาะ ခြောက်ကျင်မြောက်မှာသူအဲ့တက်ကတက်နောက်ပိတ်ပြအဲ့တက်နောက်ပိတ်လိုက်တာနဲ့တူကရှစ်နောက်ပိတ်ခွန်နောက်ပိတ်တက်နောက်ပိတ်ဆိုပြီးရှစ်ခွန်တက်သုံးလုံးတန်းเนาะအခုတတိယကံမှာလည်းသူဒီတိုင်းပဲเนาะနှစ်ဦးမှာခွန်ထိပ်စီးလို့ပုံစံတက်ရိုက်လိုက်တယ်သူကခွန်ထိပ်စီးပုံစံတက်ရိုက်တာနဲ့သူ့အောက်တပွဲနှစ်ပွဲဘေးမှာဘရိတ်ကိုဘရိတ်တက်ထောက်ပြီးအဲ့ဘရိတ်တက်တည်သူကနောက်တစ်နှစ်ကျော်မှာတက်နှစ်သုံးလေးငါးခြောက်ကျင်မြောက်မှာခြောက်ကျင်မြောက်မှာအဲ့တက်ကတက်နောက်ပိတ်ပါတယ်เนาะအဲ့တက်နောက်ပိတ်တဲ့အချိန်မှာလည်းသူက၈နောက်ပိတ် ခွန်နောက်ပိတင်းနောက်ပိနော်ရှစ်ခွန်တစ်ဆိုရင်နောက်ပိသုံးလုံးတန်းရမှာနော်ရှစ်ခွန်တစ်ဆိုရင်နောက်ပိသုံးလုံးတန်းလေဟုတ်ပြီနော်အဲ့တော့ပထမကတ်ကိုသွားမယ်အဲ့ပထမကတ်ကိုသွားမယ်ဆိုတော့သူကရှစ်ခွန်တစ်ဆိုပြီးတော့ရှစ်ခွန်တစ်လို့သုံးလုံးတန်းနေနောက်ပိနော်အဲ့တန်းလိုက်တဲ့နှစ်ထဲမှာတဲ့ဒီကခွန်ထိပ်စီပုံတွေထောက်ထားတဲ့အတွက်ခွန်ထိပ်စီပုံတွေထောက်ထားတဲ့အတွက်အဲ့ရှစ်ခွန်တစ်လို့ဒီရှစ်ခွန်တစ်နောက်ပိတန်းလိုက်တဲ့ထဲမှာခွန်ထိပ်စီပုံတွေထောက်ထားတာဖြစ်တဲ့အတွက်ခွန်ပရိကဏ္ဍတစ်ခွက်လိုက်ထွက်တယ်တဲ့395ပုံသေးနော် ိုသုံးကအာလိုက်ထွက်တယ်ခွန်ပရိကနန်နော်အဲ့ခွန်ပရိကနန်ထွက်မှဖြစ်တဲ့တွေ့တဲ့သူကခွန်ခါရဲ့အောက်တပွဲကျော်မှာအဲ့ခွန်ပရိကနန်ကိုသုံးကောင်ကလိုက်ထွက်ပေးရတာနော်အဲ့ကိုသုံးကခွန်ထကိုသုံးကလိုက်ထွက်ပေးရဒုတိယကတ်မှလည်းသူဒီတိုင်းပဲနော်ရှစ်ခွန်တက်လို့တန်လိုက်တာနဲ့တဲ့နော်အဲ့တန်လိုက်တာနဲ့အဲ့နှစ်ထဲမှာသူကနှင်းဦးမင်္ဂလာကနန်းမှာသူကခွန်ဒိတ်ကြီးပုံတွေထောက်ထားတာဖြစ်တဲ့တွေ့နော်အဲ့ရှစ်ခွန်တက်တန်လိုက်တဲ့နှစ်ထဲမှာတဲ့အဲ့တင်းတင်းနောက်ပိတ်လိုက်တဲ့နှစ်ထဲမှာခွန်ပရိကနန်သုံးကောင်ကပတ်လေကအော်ဒူလိုက်ထွက်ပေးရတယ်နော် နော်ဒီမှာတင်းနောက်ပေးလိုက်တဲ့နေ့ထဲမှာနော်တင်းနောက်ပေးလိုက်တဲ့နေ့ထဲမှာ395ဆိုတဲ့ကဏ္ဍခွန်ခွန်ပရိကဏ္ဍခွန်ထိပ်စည်းပုံတိထောက်ထားတဲ့အတွက်ခွန်ပရိကဏ္ဍ395ပုံတိလိုက်ထွက်ပေးရတယ်နော်အဲ့ကောင်ထွက်တော်မယ်ဆိုရင်လည်းပဲသူကခွန်ပရိကဏ္ဍဖြစ်တဲ့အတွက်ခွန်ခါရဲ့အောက်တပွဲကျော်မှာပဲထွက်ပေးရတယ်နော်ဒါဆိုရင်ခုတတိယကတတိယကမှလည်းသူဒီတိုင်းပဲနော်ရှစ်ခွန်တက်လို့သူကတန်းလိုက်တာနဲ့နော်ရှစ်ခွန်တက်လို့တန်းလိုက်တာနဲ့အဲ့ဒီတက်ပိတ်ထားတဲ့နှစ်ထဲမှာเนาะ6နောက်ပိတ်9နောက်ပိတ်3နောက်1နောက်ပိတ်6ခွန်1နောက်ပိတ်3လုံးတန်းတာအ ဲ့လိုတန်းလိုက်တဲ့နေ့ထဲမှာနှုတ်မင်္ဂလာကဏ္ဍမှာခွန်ဒိစီပုံတွေထောက်ထားတာဖြစ်တဲ့အတွက်အဲ့နှစ်ထဲမှာအဲ့တင်းနောက်ပိတ်တဲ့နှစ်ထဲမှာပရိခွန်ကဏ္ဍ395ဆိုတဲ့ကဏ္ဍလိုက်ထွက်ပေးရတယ်ပုံတွေနော်သူထွက်တော့မယ်ဆိုရင်ခွန်ပရိကဏ္ဍဖြစ်တဲ့အတွက်ခွန်ခါရဲ့အောက်တပွဲကျော်မှာပဲသူကထွက်ပေးရတယ်နော်ခွန်ခါရဲ့အောက်တပွဲကျော်မှာထွက်ပေးရဟုတ်ပြီအဲ့ဒါဆိုရင်ဒီဘက်နှစ်ကိုမလုပ်မလဲကြည့်မယ်နော်အဲ့တော့သူကအဲ့ဒီခွန်ခွန်ခါရဲ့အောက်တပွဲကျော်မှာတဲ့ခွန်ပရိကဏ္ဍ ပုံကုငါပုံဒီရိုက်ပြီးတော့ဒီဘက်နှစ်ထဲကိုသူကဒီနှစ်ထဲမှာကစားထားတာတွေအများကြီးပဲเนาะကစားထားတဲ့စနစ်တွေအများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်လိုရင်းကိုပဲသွားမယ်เนาะကျွန်တော်တို့ဂူးရောက်ကပ်ကိုသွားမယ်အဲ့လိုကြပြီးကြနေတဲ့သူကအဲ့မှာလေးနောက်ပိတ်လေးခါထိုင်မယ်တဲ့เนาะလေးခါထိုင်တယ်အဲ့လေးခါရဲ့အောက်တဘွဲကျော်မှာသူကဂွာလေးရိုက်တယ်ဂွာလေးရိုက်ပြီးကြနေတဲ့ပြိုင်နေတဲ့သူကဒီ22ကြိမ်ကဏန်းကိုကျွန်တော်တို့ကဖမ်းမှာเนาะ22ကြိမ်ကဏန်းကိုဖမ်းမှာ 22ချိန်ကဏ္ဍကိုဖမ်းမယ်နော်။ဘာလို့ဆိုတော့95ထောက်ထားတယ်။23ချိန်24ချိန်မှာ9ထိပ်5ထိပ်ဆင့်ထောက်ထားတယ်။ဇောင်းခွန်ဖြတ်ထားတယ်နော်။အဲ့ဒီခွန်ကြောင့်နှစ်ဦးမှာခွန်ထိပ်တက်ရိုက်တယ်။ခွန်ထိပ်တက်ရိုက်ပြီးတာနဲ့သူကခွန်ပရိကဏ္ဍခွန်3 935ဆိုတဲ့ကဏ္ဍကစားပြီးတော့ဒီဒီကောင်ကနေပြီးတော့တနည်းနည်း3နည်း4နည်း5နည်းသွားလိုက်ဒီ6နည်းပေါ့နော်။ဒီကိုယ်ထိပ်ကြီးကနေပြီးတော့တနည်းနည်း3နည်း4နည်း5နည်း6နည်းသွားလိုက်ဒီကဏ္ဍကိုကျွန်တော်တို့ဖမ်းမှာ။နော်ဒီကဏ္ဍဖမ်းမှာ။ နော် तू မကြခင်မှာသူ့ရဲ့အပေါ်တပင်နှစ်ပင်ညုံမှာဒဲကွာဖွာထားတယ်သူ့ရဲ့အပေါ်တပင်ညုံမှာလေးခါပုံနေထိုင်ထားတယ်နော်အဲ့ဒီလေးခါဒီတခြားကြောင့်မဟုတ်ဘူးဒီကိုငါလေးနော်ကိုငါလေးဖြစ်တယ်ရှေးပေါင်းလေးထောက်ထားတဲ့အတွက်အဲ့ဒီလေးခါကပုံနေထိုင်ပြီးတာဒီမှာနော်နော်အဲဒုတိယကံမှာလည်းသူဒီတိုင်းပဲနော်ဒီကိုငါနောက်တွဲကိုငါကိုထိတ်ငါထိတ်နှစ်ပွဲဆင့်ကြရတဲ့ကောင်းရဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်၆နှစ်သွားလိုက်နော်၆နှစ်သွားလိုက်လို့ရှိရင်သူဒီကနန်းကိုကျွန်တော်တို့ကဖမ်းမှာနော်အဲ့ကောင် ကစားဖို့အတွက်ကိုတဲ့သူ့ရဲ့အပေါ်တပွဲကျော်တပွဲနှစ်ပွဲကျော်မှာဒဲကွာခွာထားရမယ်နော်သူ့ရဲ့အပေါ်တပွဲလေးခါပုံတွေထိုင်ထားမယ်16ချိန်မှာနော်16ချိန်မှာလေးခါပုံတွေထိုင်ထားမယ်သူ့အောက်တပွဲကျော်မှာဒဲကွာခွာမယ်ခွာပြီးတော့မှဒီကျွန်တော်22ချိန်ကဏ္ဍကိုဖမ်းမှာနော်22ချိန်ကဏ္ဍကိုဖမ်းမှာအဲ့ဒီလေးခါပုံတွေထိုင်တဲ့ကောင်ကြီးလည်းတခြားမဟုတ်ဘူးနော်ခုန6 9ထောက်ထားတဲ့ကောင်က4ဖြစ်လို့နော်အဲ့ဒီလေးကရှေးပေါင်း4ဖြစ်ထားတဲ့အတွက်အဲ့ဒီလေးကိုဒီမှာလာပြီးလေးခါထိုင်ရတာနော်ဟုတ်ပြီဒါဆိုရင်တက်တရာကတ် တတိယကတ်လည်းပဲဒုတိယတိုင်းမယ်เนาะဒီကိုငါထောက်ထားတဲ့ကောင်ကနေကျွန်တော်တို့ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်6နှစ်เนาะဒီဒီကဏ္ဍကိုဖမ်းမှာ22ချိန်ထွက်တဲ့ကဏ္ဍကိုကျွန်တော်တို့ဖမ်းမယ်เนาะအဲ့ကောင်ကြားဖို့တော့ကိုလည်းပဲတနည်းနည်းနည်း3နှစ်4နှစ်ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်ဒီမှာ4ခါပုံတွေထောက်ထားမယ်တဲ့เนาะသူ့ရဲ့အောက်တပွဲကျော်မှာဒဲခွာခွာနော်၄ခွာရဲ့အောက်တဝဲမှာတဲခွာခွာတာမပြည့်မ22ချိန်ကိုဖမ်းမှာနော်အဲ့၄ခါပုံသေးသည်တခြားမုံနော်အခုက၉၅ထောက်ထားတဲ့ကောင်က၄ဖြစ်လို့ ရှေးပေါင်းလေးခံလာတယ်ကိုငါထောက်ထားတယ်အဲ့လေးကြောင့်ဒီမှာကျွန်တော်လေးခါကိုပုံသေးတက်ရိုက်ပေးရတာနော်ပြီးရတယ်ဒီမှာ22ကြိမ်ကဏ္ဍကိုဖမ်းပါနော်ဟုတ်ပြီအဲ့ဒါဆိုရင်ねဒီမှာပထမကတ်ကိုပြန်သွားမယ်နော်ဒီကိုငါထောက်ထားတဲ့ကောင်ကနေတဲ့သူကကိုငါထောက်ထားတဲ့ကောင်ကနေပြီးတော့ဒီမှာတစ်နှစ်နှစ်နှစ်ဘေးကိုငါထောက်ထားတဲ့ကောင်ရဲ့ဘေးကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်သွားလိုက်6နှစ်သွားလိုက်လို့ဒီမှာထွက်တဲ့ကဏ္ဍကြီးတဲ့ အဲ့ဒီ6 5ထောက်ထားတဲ့နှစ်ထဲရကဏန်းမှာတဲ့နော်6 5ထောက်ထားတဲ့နှစ်ထဲရကဏန်းတကွက်ကပြန်ထွက်ပေးရတာပါတဲ့နော်ဟုတ်ပြီအဲ့ဒီ6 5ထောက်ထားတဲ့ကဏန်းနှစ်ထဲရကဏန်းတကွက် နော်သူက9နောက်9ထိပ်စီရဲ့အောက်ကကဏန်းမယ်ပြန်ထွက်ပေးရဒီမှာနှစ်နှစ်ပိတ်မှာ6 5 6ထိပ်9ထိပ်နော်6ထိပ်9ထိပ်နှစ်ပွဲဆင့်ထားတဲ့အတွက်ဒီမှာ9ထိပ်ထွက်ရင်စခံထားဖြစ်တဲ့အတွက်အဲ့ထွက်တဲ့ကဏန်းဒီ9ထိပ်စီရဲ့အောက်ကကဏန်းပြန်ထွက်ရမှာနော်ဒီမှာလာပြီးတော့22ကြိမ်လာထွက်ရမှာ ဲ့တော့ခုဒုတိယကံမှာလည်းသူဒီတိုင်းပဲเนาะကိုငါးထောက်ထားတယ်เนาะကိုငါးထောက်ထားတယ်ကိုထိတ်ငါးထိတ်เนาะနှစ်ချက်ထောက်ထားတယ်လေးဖြစ်တဲ့အတွက်ရှေးပေါင်းလေးခံထားတယ်เนาะအဲ့ဒီကောင်ကနေပြီးတော့မှာရဲ့သူက20နှစ်နှစ်3နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်မှာလားထွက်မဲ့ကဏ္ဍဒီကဏ္ဍဒီတဲ့เนาะ6နှစ်မြောက်ထွက်မဲ့ကဏ္ဍဒီ4 4 3ဆိုတဲ့ကဏ္ဍအဲ့ကဏ္ဍဒီတဲ့အဲ့ကိုငါးထောက်ထားတဲ့နှစ်ထဲကကဏ္ဍမှာတဲ့เนาะကိုငါးထောက်ထားတဲ့နှစ်ထဲကကဏ္ဍနော်ဒီမှာနှစ်ကြိမ်အောင်ရှိတယ်သူက နော်ဒီမှာလက်ထွက်တယ်ဒီမှာလက်ထွက်တယ်နော်အဲ့ကိုငါထောက်ထားတဲ့နေတဲ့ကဏ္ဍဒီကဏ္ဍပေါ့နော်ဒီကဏ္ဍကိုယူစားတယ်နော်ပြန်ပြီးတော့အဲ့ကဏ္ဍဒီမှာလာပြီးတော့22ချိန်မှာလာထွက်ပေးရတာနော်22ချိန်မှာလာထွက်ပေးရဟုတ်ပြီဒါဆိုခုတတိယကတတိယကမှာဒီမှာ23ကျင်းနဲ့24ကျင်းမှာကိုးထိန်ငါးထိန်နဲ့ဆင့်ထောက်ထားတယ်နော်အဲ့ထောက်ထားတဲ့အတွက်အဲ့ကောင်ကနေပြီးတော့1 2 3 4 5 6နှစ်သွားလိုက်6နှစ်သွားလိုက်ဒီ22ကျင်းမှာထွက်မဲ့ကဏ္ဍ ဒီ22ကြိမ်မှာထွက်မဲ့ကဏန်းဒီတဲ့အဲ့ဒီ6 5ထောက်ထားတဲ့နှစ်ထဲရကဏန်းမှာတဲ့နော်အဲ့ဒီကဏန်းဒီ तू က9ထိပ်ကြီးရဲ့အောက်ကကဏန်းဖြစ်ရမယ်နော် तू ကဒီမှာ train စတယ်တဲ့6ထိပ်9ထိပ်နဲ့တဲထားတာဖြစ်တဲ့အတွက်9ထိပ်ကြီးရဲ့အောက်ကကဏန်းဆိုရင်ဒီမှာ9ထိပ်ရှိတယ်အဲ့ဒီကဏန်းနော်ဒီမှာတစ်ခွက်ရှိမယ်ဒီကဏန်းတစ်ခွက်ရှိမယ်နောက်9ထိပ်ကြီးရဲ့အောက်ကကဏန်းဆိုလို့ရှိရင်ဒီမှာတစ်ခွက်ရှိမယ်နှစ်ခွက်နော်နောက်တစ်ခါ9ထိပ်စီကဘယ်မှာရှိအောင်မလဲဆိုတော့ဒီမှာတစ်ခါရှိမယ်9ထိပ်စီเนาะ ဒီမှာငါးထည်ကြီးတစ်ခါရှိမယ်အဲ့အောက်ကကဏ္ဍတစ်ခွက်ဒီတစ်ခွက်ပေါ့နော်မသုံးခွက်ရှိတယ်နော်အဲ့ထည်ကဘယ်အခွက်လဲဆိုတော့ပြန်ယူပြမယ်နော်ပြီးအဲ့မှာငါးထည်ကြီးကမရှိတော့ဘူးနော်အဲ့နှစ်ထည်မှာအဲ့နှစ်ထည်မှာငါးထည်ကြီးကဒီမှာတစ်ချိန်ရှိမယ်သူ့အောက်ကကဏ္ဍ၄ချောက်တယ်နော်နောက်တစ်ချိန်ငါးထည်ကြီးကြည့်မယ်ငါးထည်ကြီးဒီမှာတစ်ချိန်ရှိတယ်သူ့အောက်ကကဏ္ဍ၅ခုံ၃နော်နောက်တစ်ခါငါးထည်ကြီးကဒီမှာတစ်ချိန်ရှိတယ်နော်သူ့အောက်ကကဏ္ဍကိုနှစ်လေးနော်ဒီသုံးခွက်နော်အဲ့ထည့်ရမှာဘယ်ခွက်ဖြစ်မလဲဆိုတာကိုရွေးကြည့်ပေးမယ်နော်ဟုတ်ကဲ့ကြည့်ရအောင်နော်ပထမကတ်ကိုပြန်သွားမယ်နော် ဲ့တော့ဒီမှာ9 9ထောက်ထားတဲ့နှစ်တဲ့9ထိတ်9ထိတ်နှစ်ပိတ်မှာနော်23ကျင်းနဲ့24ကျင်းမှာ9ထိတ်9ထိတ်လို့ထောက်လိုက်တာ ਨੇ တဲ့သူ့ရဲ့အောက်တစ်ပွဲနှစ်ပွဲသူ့ရဲ့ဘေးနှစ်ကနေရီးလိုက်ပေါ့တနည်းနည်း3နှစ်4နှစ်5နှစ်6နှစ်မှာထွက်တဲ့ကဏ္ဍဒီကဏ္ဍတည်တဲ့အဲ့ဒီ9 9ထောက်ထားတဲ့နှစ်တဲ့ကဏ္ဍမှာအဲ့ကဏ္ဍဘယ်ကဏ္ဍဖြစ်ရမလဲဆို9ထိတ်စီရဲ့အောက်ကကဏ္ဍဖြစ်ရမယ်တဲ့နော်အဲ့9ထိတ်စီကဒီဘော်ဒီမှာလည်း9ထိတ်စီရှိတာပဲပေါ့နော်ဒါပေမဲ့ဘယ်9ထိတ်စီလဲဆိုတော့ तू က ဒီ954ဖြစ်တယ်တဲ့เนาะ95ထောက်ထားတဲ့ကောင်က95နဲ့ပေါင်ရင်4ဖြစ်တယ်အဲ့လေးကရှေးပေါင်းလေးလို့ခန့်ထားတဲ့အတွက်အဲ့နှစ်ထဲမှာတဲ့4နောက်ပိတ်တဲ့ကနေဒီမှာ4နောက်ပိတ်เนาะအဲ့နှစ်ထဲမှာ4နောက်ပိတ်တယ်အဲ့4နောက်ပိတ်ကဇောင်းမှာမှာ9ထိပ်ဖြစ်ရမှာเนาะအဲ့4နောက်ပိတ်ကဇောင်းမှာ9ထိပ်ဖြစ်ရမှာအဲ့ကနန်းအဲ့9ထိပ်ကအောက်ကကနန်းဒီကနန်းကဒီမှာလားထွက်ပေးရတာเนาะအဲ့ကောင်ထွက်တော့မယ်ဆိုရင်လည်းပဲ तू က1 4ခုံကိုတဲ့ တလေးခုံကိုနောက်ကနေပြန်ယူလိုက်ခွန်လေးတဆိုပြီးတော့เนาะတလေးခုံကိုနောက်ကနေပြန်ယူခွန်လေးတဆိုပြီးတော့လာထွက်ပေးရဒီမှာเนาะအဒုတိယကံမှာလည်းအဲ့တိုင်းပဲเนาะ၉ထိပ်၅ထိပ်ခံထားတဲ့ကောင်းရဲ့၆နှစ်သွားလိုက်ဘေးကို၆နှစ်မြောက်သွား၂၂ချိန်မှာထွက်မဲ့ကဏ္ဍသည်တဲ့အဲ့၉၅ထောက်ထားတဲ့နှစ်ထရေကဏ္ဍမှာတဲ့၉၅ထောက်ထားတဲ့နှစ်ထရေကဏ္ဍဒီမှာ၉၅က၄ဖြစ်တယ်ရှေးပောင်းက၄ဖြစ်တယ်အဲ့၄ဖြစ်တဲ့တော့အဲ့နှစ်ထဲမှာ၄နောက်ပြီးတာကိုကျွန်တော်တို့ကကြည့်မှာဒီမှာ၄နောက်ပြီးတယ်၅ထိပ်မဖြစ်ဘူး ဒီမှာ၄နောက်ပိတ်ပြီเนาะဒီမှာ၄နောက်ပိတ်လိုက်တာ ਨੇ တဲ့ तू อ่ะไอ้၄နောက်ပိတ်ကစောင်းมามา၅ထိပ်ဖြေရမှာเนาะไอ้၅ထိပ်ကအောက်ကကနန်း344ไอ้344ဆိုတဲ့ကဏ္ဍကိုမှနောက်ကနေပြန်ယူ443ဆိုပြီးတော့ဒီမှာလာပြီးတော့22နှစ်ကြိမ်မှာလာထွက်ပေးရတယ်เนาะဟုတ်ပြီဒါဆိုခုတတိယကတတိယကမှာလည်း65နောက်6ထိပ်5ထိပ်ဖြစ်တဲ့ကောင်6နှစ်မြောက်သွားလိမ့်တော့ဒီ22ကြိမ်မှာထွက်မဲ့ကဏ္ဍဒီကဏ္ဍเนาะဒီ22ကြိမ်မှာထွက်မဲ့ကဏ္ဍဒီအဲ့ဒီ65ကပေါင်းညင်ရ4ဖြစ်တဲ့အတွက်အဲ့ရှေ့ပေါင်း4 အဲ့ရှေးပေါင်းလေးကြောင့်အဲ့နေထဲမှာ၄နောက်ပိတ်တဲ့ကဏ္ဍဒီမှာတစ်ချက်ရှိတယ်။အဲ့၄နောက်ပိတ်ကဆောင်းမှာငါးထိပ်လို့တက်ရရမှာအဲ့၄နောက်ပိတ်ကဆောင်းမှာထွက်တဲ့ငါးထိပ်အဲ့အောက်ကကဏ္ဍဒီကဏ္ဍက၉နှစ်၄ဆိုတဲ့ကဏ္ဍက၉နှစ်၄ဆိုတဲ့ကဏ္ဍနော်အဲ့ကဏ္ဍကို၄နှစ်၉လို့ပြန်ထွက်ပေးရမှာနော်။သူက၄နှစ်၉ဆိုတဲ့ကဏ္ဍနော်၄နှစ်၉နော်တကယ်လို့ဟိုအဖြစ်အာထိုးပေါ့ဗျာနော်စိတ်မချရင်၄နှစ်၉အာထိုးလိုက်နော်အာထိုးလိုက်အဲ့ထဲမှာသူက ငါးနောက်ပိတ်ကောက်ကဒီငါးနောက်ပိတ်မှာကြတော့၄၄နောက်ပိတ်ခံမထားဘူးဒီငါးထိပ်အောက်ကကဏ္ဍကြတော့၄ထိပ်ခံမထားဘူးเนาะ၄နောက်ပိတ်ခံမထားဘူးเนาะဒီမှာလည်းပဲသူကဒီ၄တစ်ချောင်း၅ထိပ်အောက်ကကဏ္ဍဒီကဏ္ဍဒါပေမဲ့၄နောက်ပိတ်ကထောက်မထားဘူးเนาะ၄နောက်ပိတ်ထောက်မထားဘူးเนาะဒါပေမဲ့သူကလုံအောင်ထိုးခြင်းတော့၄၆တစ်ကို၁၆၄လူပြန်ထိုး၅ခုံ၃ကို၃ခုံ၅ကို၅ခုံ၃ဆိုပြီးတော့ပြန်ထိုး၄နှစ်ကို၉နှစ်၄ကို၄နှစ်ကိုလူပြန်ထိုးเนาะအဲ့တော့ လင်းနီကိုအာပေါ့နော်လင်းနီကိုအာသူက903ပေါ့နော်ဒီကောင်က305ကို305ကိုနောက်ကနေပြန်ယူ903ပေါ့နော်903 903နော်ဒီကောင်နောက်ဒီကောင်က164နော်ဒီကောင်ကဒီ9နောက်ဘက်ကအောက်ကကောင်က461ကိုနောက်ကနေပြန်ယူရင်164ဆိုတဲ့ကဏ္ဍပေါ့နော်164ပေါ့နော် အဲ့တော့သုံးခွန်စလုံးထိုးရင်လည်းထိုးပေါ့ဗျာစိတ်ချအောင်နော်လေးနှစ်ကိုရဲ့၅ခွန်၃ရဲ့၁၆၄ရဲ့နော် तू ကတော့ तू ထွက်တဲ့စနစ်အတိုင်းဆိုလို့ရှိရင် तू က၉နှစ်၄ကိုနောက်ကနေပြန်ယူလေးနှစ်ကိုအဲ့လိုထွက်ရမှာနော်၃ခွန်၅ကိုနောက်ကနေပြန်ယူ၅ခွန်၃နော်ဒီသုံးခွန်စလုံးထိုးလိုက်ပေါ့ဗျာနော်ဒက်ဒက်ထိုးရမှာပဲလေးနှစ်ကိုရဲ့၅ခွန်၃ရဲ့နော်၁၆၄ရဲ့နော်ဟုတ်ကဲ့အားလုံးပဲကိုလက်နော်ကံကောင်းကြပါစေဗျာနော်